အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ PayPal account ထဲကပတ်စံကို YouChop Bank account နဲ့ချိန်ပြီးတော့ထုတ်တဲ့နေ့ကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူကြီးမဲလို့မျှဝေပေးတော့မှာဖြစ်ပါတယ်ပေပယ်ကိုကျွန်တော် application ထဲကဝင်မှာမဟုတ်ဘဲနဲ့ကျွန်တော် safari ထဲကနေဝင်လိုက်မယ်ခင်ဗျကျွန်တော် account ထဲမှာပတ်စံက600ရှိပါတယ်ခင်ဗျဒီမှာပတ်စံထုံးမှာဖြစ်တဲ့အတွက်ကျွန်တော် withdraw နေလိုက်မယ်ခင်ဗျ ပြီးလို့ရှိရင်ဒန်းအောင်နေလိုက်မယ်ဒီနေရာမှာကျတော့ကျွန်တော်တို့ကဘဏ်အကောင့်နဲ့ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဘဏ်ကိုရွေးလိုက်မယ်ခင်ဗျပြီးလို့ရှိရင် continue နေလိုက်မယ်ကျွန်တော်တို့က paper account ထဲကပတ်စံကိုထုတ်မယ်ဆိုရင်အရေးအဦးဆုံးကျွန်တော်တို့က driver license သို့မဟုတ် resident card သို့မဟုတ်ကျွန်တော်တို့ minor မှာ card တစ်ခုခုနဲ့ကျွန်တော်တို့အရေးဆုံး register ပြုလုပ်အောင်မှာဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်တို့ register ပြုလုပ်ဖို့အတွက်ကျွန်တော် agree and continue နေလိုက်မယ်ခင်ဗျ ဒီနေရာမှာကျတော့ကျွန်တော် PayPal account ဖွင့်တော့ဖြည့်ထားတဲ့မွေးတဲ့ကလေးတွေအိတ်လိပ်စာတွေပြီးလို့ရှိရင်ကျွန်တော်ရဲ့အလုပ်လေးကိုဒီနေရာမှာကျွန်တော်တည်တည်ကြာကြာတစ်ချက်ပြင်ဆင်ပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်အောက်ဆွဲချလိုက်မယ်ဆိုရင်ဒီနေရာမှာကျတော့ကျွန်တော် driver license ရှိတယ် resident card ရှိတယ် my number card ရှိတယ်ခင်ဗျကျွန်တော်ဒီမှာ resident card နဲ့ကျွန်တော် register ပြုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်အပေါ်ဟာလေးယူလိုက်မယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော် continue နေလိုက်မယ် ပြီးကျွန်တော်အလောက်နည်းလိုက်မယ်ဒီနေရာမှာကျွန်တော် resident card ကိုဖြည့်မှာဖြည့်တဲ့အတွက်ကျွန်တော် resident card ရွေးလိုက်မယ်ပြီးလို့ရှိရင် continue နည်းလိုက်မယ်ဒီနေရာမှာကျွန်တော်ရဲ့ resident card ကိုကျွန်တော်ဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ resident card ကိုကျွန်တော်အစင်အောင်ဓာတ်ပုံရိုက်ယူရလို့ရှိရင်ကျွန်တော်ရဲ့မျက်နှာကို scan ဖတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ျွန်တော် resident card ကို register လုပ်ရလို့ရှိရင်ကျွန်တော်တို့ကချစ်ချင်းမရပါဘူးခင်ဗျာ။စာရင်းလောက်စောင်းရပါတယ်ခင်ဗျာ။အခုဆိုကျွန်တော် ID card register လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ။စာရင်းအတွင်းမှာကျွန်တော်တို့မရလို့ရှိရင်နောက်တစ်ခါထပ်ပြီးတော့ register ထပ်လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ။ paper card ကို resident card နဲ့ register လုပ်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ safari ထဲကသွားမလို့ပဲနဲ့ google ကနေသွားလုပ်လို့ရှိရင်ပုံဝေးအဆင်ပြေတယ်ခင်ဗျာ။ safari ထဲကလို့တော့ကျွန်တော်ကဓာတ်ပုံရိုက်တဲ့အခါကျလို့ရှိရင်ဓာတ်ပုံကဝါးနေတယ်ခင်ဗျာ။ ဝါနေရဆိုပြီးကျွန်တော်ခဏခဏမေးပြန်ပို့တော့အဆင်မပြေလို့ကျွန်တော် Google အနေနဲ့တော့လုပ်လိုက်တာတခါတည်းနဲ့အဆင်ပြေသွားတယ်ခင်ဗျနောက်တစ်ခုသတိထားမှာကျွန်တော် PayPal account ဖွင့်တော့နာမည်နဲ့ resident card မှာရေးထားတဲ့နာမည်နဲ့အတူနေရမယ်ခင်ဗျမတူလို့ရှိရင်ကျွန်တော် PayPal account မှာရေးထားတဲ့နာမည်ကိုကျွန်တော်တခါပြန်ပြင်ပေးရတယ်ခင်ဗျအခုဆိုရင်ကျွန်တော် PayPal account ကို resident card နဲ့ကျွန်တော် register လုပ်လို့ပြီးရောဖြစ်ပါတယ်ခင်ဗျ။ဒီကျွန်တော် password ထုတ်ဖို့အတွက်ကိုကျွန်တော် wallet ဆိုတာလေးနဲ့သွားလိုက်မယ်ခင်ဗျ။ ီးလို့ရှိရင်ဒီပေါ်နားလေးမှာရှိရဲ့ band ဆိုတာလေးနေရာနဲ့မှာ LDU ကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် band ရွေးပေးလိုက်မယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်တို့က band ကောင်းတယ်အများကြီးရှိတယ်ခင်ဗျလူကြီးမေးလို့အစီအပြေတဲ့ band ကောင်းတယ်ထုတ်လို့ရပါတယ်ခင်ဗျကျွန်တော်တို့ကဒီမှာ YouTube band ကောင်းတယ်ထုတ်ပြမှာဖြစ်ပါတယ်ခင်ဗျ ဒီနေရာမှာကျတော့ကျွန်တော်ဘန်အကောင့်ရဲ့ကျွန်တော်နာမည်ရေးရမှာဖြစ်ပါတယ်ခင်ဗျ Brush Day ကိုသိချင်လို့ရှိရယ် YouTube Bassa အောက်ရဲ့ကျွန်တော်မြောက်ပြထားတဲ့နေရာလေးမှာနံပါတ်3လုံးရှိရယ်ခင်ဗျအဲ့ဒီနံပါတ်3လုံးရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်ဘန်အကောင့်ရဲ့နံပါတ်9လုံးရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျ account number 9လောက်တော့ YouTube Bassa အောက်ရဲ့ကျွန်တော်မြောက်ပြထားတဲ့နေရာလေးမှာရေးထားပါတယ်ခင်ဗျပြီးလို့ရှိရယ် Let your bank နိုင်လိမ့်မယ်ခင်ဗျ ဒီနေရာမှာကျတော့ကျွန်တော်ဘန်ကောက်ရဲ့အရှိနဲ့ဘန်၅လောက်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျတဲနဲ့တုံညာရေးပိတာပြည့်တဲ့အတွက်ကျွန်တော်အလဲဟာပဲရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်ဘန်အကောက်ရဲ့အနောက်နံပါတ်ရှင်းလို့ရက်ထဲမှာဖြစ်ပါတယ်ခင်ဗျ။ဒီမှာတဲ့ရေးတာဝေးတာဖြစ်တဲ့အတွက်ကျွန်တော်ခုနှစ်လောက်ရက်ထဲမှာဖြစ်ပါတယ်ခင်ဗျ။ ဒီနေရာမှာကျတော့ကျွန်တော်ရဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ခုနပေးလိုက်တဲ့ဖုန်းနံပါတ်ရဲ့ message ပို့လာလိုက်မယ်ခင်ဗျာပို့လာတဲ့ message ငါးလုံးကိုကျွန်တော်ဒီထဲမှာရိုက်ထည့်လိုက်မယ်ခင်ဗျာ ီနေရာမှာကျတော့ကျွန်တော်ဘဏ်အကောင့်ရဲ့ password လေးလို့ရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုကျွန်တော် PayPal account နဲ့ Ucho Bank account နဲ့ချိတ်လို့ပြီးရောဖြစ်ပါတယ်ခင်ဗျာဒါဆိုကျွန်တော် PayPal account ထဲမှာရှိတဲ့ပတ်ဆက်600ထုတ်လို့ရပြီဖြစ်ပါတယ်ခင်ဗျာ transfer နိုင်လိမ့်မယ် youtube ဘက်ယူလိမ့်မယ်ပြီးရင် next ကိုသွားလိမ့်မယ်ပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ထုတ်ချင်တဲ့ငွေအမောင်းကိုယူလိုက်ပါခင်ဗျငွေလဲခါတော့150ပေးရတယ်ခင်ဗျပြီးလို့ရှိရင် transfer နိုင်လိမ့်မယ်ဆိုရင်ကျွန်တော်ငွေထုတ်လို့ပြီးဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ။